်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့မကွေးတိုင်းရေနံကျောင်းမြို့နယ်မှာ PDF တပ်များကလာရောက်တိုက်ခိုက်မယ်ဆိုတဲ့ကြိုတင်သတင်းပေါက်ကြားခဲ့တဲ့အတွက်စစ်ကောင်စီကလုံခြုံရေးတွန်းမြင့်ချထားက PDF များကိုတိုက်ခိုက်ရန်စစ်စင်ရေးလှုံ့ဆော်မှုဖြစ်ကြောင်းစစ်ကောင်စီရဲ့ပြုတ်ဝက်အစီရင်ခံစာပေါက်ကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ22ရက်နေ့မနက်4:00အချိန်မှာမကွေးတိုင်း6ခရိုင်ရေနံကျောင်းမြို့နယ် ကိုကိုကကြေးပါအုပ်စုကြေးပါများအတွင်းမှာလှုပ်ရှားလျက်ရှိတယ်။ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ခေါင်းဆောင်ကျော်ဝင်းနိုင်ခေါ်မုတ်စိတ်ခေါ်ဘိုးဆန်ရှားဦးဆောင်တဲ့အင်အား90ခန့်အဖွဲ့ဟာလက်နက်ငယ်ကိုစီနဲ့ရေနံချောင်းမြို့မှာရဲစခန်းမြောက်ဘက်9မိုင်4ဖာလုံကလက်မှတ်ကုန်းနေမြေရဲစခန်းရဲ့မြောက်ဘက်9မိုင်4ဖာလုံကအကွာဘူးကုန်းကြေးရွာရဲ့အရှိတောင်ဘက်တမိုင်ကအကွာမှာ ရှိုးအတွင်းမှာရောက်ရှိစုဖွဲ့ ဖြန့်ခွဲနေထိုင်ခဲ့တယ်လို့သတင်းပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါဗယ်အခုလိုမျိုးစုဖွဲ့ရောက်ရှိနေခြင်းဟာရင်းနှံချောင်းမျိုးမှာရဲစခန်းရဲ့မြောက်ဘက်9မိုင်ခန့်အကွာလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့မြောက်ဘက်3မိုင်ခန့်အကွာ36စစ်စစ်ရေးဂိတ်နဲ့ရင်းနှံချောင်းမျိုးမှာရဲစခန်းရဲ့အရှိမြောက်ဘက်3မိုင်ခန့်အကွာလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့အရှိမြောက်ဘက်3မိုင်ခန့်အကွာယာကြီးပြင်စစ်စစ်ရေးဂိတ်တို့ကိုဝင်ရောက်တိုက်ခိုက်ရန်စီစဉ်လျက်ရှိတယ်လို့ မေလ22ရက်နေ့မနက်9:30မိနစ်အချိန်မှာရေနံကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးဝင်းနိုင်ရဲ့အမားခံသတင်းပေးကနေပြီးတော့ပို့ခဲ့တယ်လို့အစီရင်ခံစာကဖော်ပြထားပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့6ခရိုင်ရဲတပ်ဖွဲ့မှကမကွေးတပ်နယ်ကိုတင်ပြပြီးတော့ရေနံကြောင်းမြို့နယ်လုံခြုံရေးအတွက်တပ်မတော်နဲ့ရေနံကြောင်းမြို့နယ်ရဲတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့စစ်ကောင်စီကလက်မှတ်ကုန်နယ်မြေရဲစခန်းရဲ့တောင်ဘက်9မိုင်ခန့်အကွာ ညောင်လရက်ကွာစိတ်သာကွန်ထောက်ရမှာ RID အမှတ်89ချေလင်တရင်ကတရင်မှုဒုရယဘုံမှုကြီးဆန်ရွှေဦးစည်းကအရာရှိနှစ်ဦးအခြားအဆင့်20ဦးဖြင့်၎င်းလက်မှတ်ကုန်းနေမြေရဲစခန်းရဲ့တောင်ဘက်ရှစ်မိုင်ခန့်အကွာဝတ်မဆွတ်ကြေးရွာအုပ်စုជីကြီးကြေးရွာ Rio Imac မှာရေနံနဲ့သဘာဝဓာတ်ငွေပိုင်လိုင်းမှာအမှတ်89ချီလင်တရင်ကတက်ကြက်ကြီးမင်းစော်အပါဝင်၃ဦးတို့ကလုံခြုံရေးယူခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်လက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့အရှိမြောက်ဘက်9မိုင်ခန့်အကွာကံမကျေးရွာအုပ်စုတပုတ်စုကျေးရွာမှာအမှတ်89ချီလင်တရင်ကဒုအရာခံဘူစိုးပိုင်အပါဝင်၄ဦးလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့အရှိမြောက်ဘက်9မိုင်ခန့်အကွာရာကြီးပြင်စစ်စေးရေးဂိတ်မှာအမှတ်73ကာကွယ်ပစ္စည်းစက်ရုံက ဘိုးကောင်းခန့်ထဲအပါဝင်အခြားအစ်စ်6ဦးတို့ကတာဝန်ယူခဲ့ကြောင်းသိရှိရပါတယ်။အလားတူပဲလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့မြောက်ဘက်3မိုင်ခန့်အကွာ36စစ်စစ်ရေးဂိတ်မှာအမှတ်89ချေလင်တရင်ကတက်ချက်ကြီးတမ်းမောင်အပါဝင်4ဦးလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့တောင်ဘက်9မိုင်ခန့်အကွာ36 ရင်းမာချောင်းပန့်စတေရှင်မှာအမှတ်နဲ့ကာကွယ်ပစ္စည်းဆက်ရုံကဗိုလ်ကြီးရဲရဲနိုင်အပါဝင်ခုနှစ်ဦးတို့ကနေရာယူခဲ့ကြောင်းသိရှိရပါတယ်။ရင်းနံချောင်းမြို့နယ်ရဲတပ်ဖွဲ့အနေနဲ့လည်းလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့တောင်ဘက်နှမိုင်ကအကွာရင်းနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှုရုံမှာ မြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုဝင်းတိုင်ဦးစီးပြီးတော့အရာရှိ၄ဦးအခြားဆင့်၄ဦးစုစုပေါင်း၈ဦးဖြင့်၎င်းလက်မှတ်ကုန်းနေမြေရဲစခန်းရဲ့တောင်ဘက်တမိုင်ကအကွာရင်းနှံချောင်းမြို့မှာရဲစခန်းမှာဒုတိယရဲမှုအောင်လွင်ဦးစီးပြီးတော့အရာရှိ၉ဦးအခြားဆင့်၁၈ဦးစုစုပေါင်း26ဦးဖြင့်၎င်းလုံလုံရဲယူခဲ့တယ်လို့သိရပါဗါတယ်အလားတူပဲလက်မှတ်ကုန်းနေမြေရဲစခန်းမှာရဲအုပ်ချမ်းမြင့်အောင် ဦးစီးပြီးတော့အရာရှိ2ဦးအခြားအဆင့်73ဦးလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့တောင်ဘက်9မိုင်ခန့်အကွာမှာညောင်လနယ်မြေရဲစခန်းမှာဒုတိယရဲမှူးမိုးညုံဦးစီးပြီးတော့အရာရှိ3ဦးအခြားအဆင့်71ဦးဖြင့်၎င်းလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့မြောက်ဘက်3မိုင်ခန့်အကွာ36ဒရားစစ်စေးဂိတ်မှာလက်မှတ်ကုန်းနယ်မြေရဲစခန်းကဒုတိယရဲအုပ်နေအောင်အပါဝင်6ဦးတို့ကနေရာယူခဲ့တယ်လို့သိရပါတယ်။လက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့တောင်ဘက်12မိုင်ခန့်အကွာရေနံနဲ့သဘာဝတန်းွေပိုက်လိုင်းလုံခြုံရေးကြည်ကြီးမှာ ညောင်လနယ်မြေရဲစခန်းကရဲတပ်တက်ကြီးလှမ်းမြေအပါဝင်6ဦးလက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့အရှိမြောက်ဘက်15မိုင်ခန့်အကွာရေနံနဲ့တဘာဝတန်းခွေပိုက်လိုင်းလုံးချုံရေးတပုတ်စုမှာလက်မှတ်ကုန်းနယ်မြေရဲစခန်းကရဲတပ်ချက်ထိနိုင်အပါဝင်6ဦးတို့နေရာယူခဲ့ကြောင်းသိရပါတယ်ရေနံမြေလုံးချုံရေးတပ်ဖွဲ့အနေနဲ့လက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့အရှိတောင်ဘက်9မိုင်ခန့်အကွာ ။ရင်းမာချောင်းပန့်စတေရှင်မှာရဲအရာခံဝင်းကျော်အပါဝင်၅ဦးလက်မှတ်ကုန်းနေပြည်ရဲစခန်းရဲ့အရှိတောင်ဘက်နှောင်မိုင်ကအကွာမှာအမှတ်၁ရင်းနံမြေလုံကြုံရေးရဲတပ်ဖွဲ့ခွဲရုံးကရာကြီးရဲမှုညင်ကြီးလွင်ဦးစီးပြီးတော့အရာရှိ၂ဦးအခြားအဆင့်၁၀ဦးတို့ကတော့လုံကြုံရေးတာဝန်ယူခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့တောင်ဘက်၅မိုင်၄ဖာလုံကအကွာအမှတ်နဲ့နယ်မြေလုံကြုံရေးရဲတပ်ဖွဲ့ခွဲကြောက်တိုက်ရဲတပ်စုမှဒုတိယရဲအုပ်မျိုးမြင့်ထွန်းဦးစီးပြီးတော့၆ဦး လက်မှတ်ကုန်းနေမြေရဲစခန်းရဲ့အရှိတောင်ဘက်နှစ်မိုင်ကအကွာအမတ်နဲ့ရေနံမြေလုံကြုံရေးရဲတပ်ဖွဲ့ခွဲရွှေဘုံသားရဲတပ်စိတ်မှဒုတိယရဲအုပ်ဇော်တန်ဦးစီးပြီးတော့သုံးဦးတို့ကလုံကြုံရေးတောင်ဝင်ယူခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလုံကြုံရေးအစီအစဉ်များကိုမကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့6ခရိုင်ရေနံကျောင်းမြို့နယ်အတွင်း PDF များရဲ့လှုပ်ရှားစုဖွဲ့မှုများနဲ့ပတ်သက်တဲ့သတင်းများကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံကိုအချိန်နဲ့တပြေးညီတင်ပြထားရှိတယ်လို့သိရပါဗျ။ခွင့်ပြုချက်ရရှိပါက မကွေးတက်နဲ့ကိုကဲမှုအောက်တရင်တက်ဖွဲ့များမှအရာရှိဦးစီးထုံနှုတ်အင်အားရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှအရာရှိဦးစီးထုံနှုတ်အင်အားများပူးပေါင်းပြီးတော့ချိန်မုံစစ်စင်ရေးကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့လျှို့ဝှက်အစီရင်ခံစာမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းချောင်းဦးမြို့နယ်ချောင်းဦးမြို့မှာရဲစခန်းနဲ့ထွေးအုပ်ရုံးကို drone နဲ့ပုံကျဲတိုက်ခိုက်ရာအချမ်းဘတ်စစ်ကောင်စီတပ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့ချောင်းဦးမြို့မှာရဲစခန်းနဲ့ထွေးအုပ်ရုံးမှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကိုရှားထူဝနီးပညာ face ring drone များနဲ့ air bomb ခုနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာထွေးအုပ်ရုံးတိုက်ခိုက်မှုအတွင်အချမ်းဘတ်စစ်ကောင်စီတပ်သားရဲ၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ထွေးအုပ်ယုံနဲ့ကျဲချတာမှာ၃ဦးထိတာအပြင်းထန်ဒဏ်ရာရသွားတယ်ရဲစခန်းကကောင်တွေကအတန်ကြားတာနဲ့တင်ထွက်ပြေးကြတာရဲစခန်းတွေကိုအတိအကျချနိုင်ခဲ့ပေမဲ့အကုန်လုံးထွက်ပြေးကုန်လို့မထိလိုက်တာလို့စကိုင်း district drone force sdf ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် ၎င်းတက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးတွေနဲ့6ချက်ရန်တမ်းပစ်ခတ်ခဲ့ရမှာတောထဲကိုတလုံးထိမှန်ခဲ့ပြီးကျွဲသုံးကောင်ထိမှန်တရားရရှိခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။၎င်းတက်ခိုက်မှုကိုသခိုင်း District Drone Force SDDF MSPDF မြင်းကြံခရိုင်တရင်ရှိ CHU Drone လက်ရုံးတပ်မိထီလာ Special Force နဲ့ Urban Hunter Force UHF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နေပြည်တော်မှာစစ်အရာရှိကနေပြီးတော့ရဲဘက်ကိုအသွင်ပြောင်းလာတဲ့ရဲမူလှကြော်ဦးကရဲတပ်ချက်တအူးရဲ့စေကျော်သက်အရွယ်တမင်းငယ်ကိုအချင်းချင်းမရင်းချင်းမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နေပြည်တော်အခြေဆိုင်အမှတ်20လုံခြုံရေးရဲတပ်ဖွဲ့ကွဲရတဖ20မှာ ဌာနချုပ်တက်ခွဲမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့တပ်ပြောင်းအရာရှိရဲမှုလှကြော်ဦးဟာ၎င်းရဲ့တပည့်ဖြစ်သူရဲတက်ချက်မောင်မောင်ဦးရဲ့အသက်မပြည့်သေးတဲ့အသက်16နှစ်အရွယ်သမီးငယ်ကိုရဲအရာရှိအင်ယာရန်ကိုခေါ်ယူပြီးတော့အချိန်ချင်းမရင်ချင်းမှုပေါ်ပေါက်ခဲ့တယ်လို့သိရပါဗျာ။ ရဲတပ်ချက်မောင်မောင်ဦးဟာမိသားစုစားဝတ်နေရေးအဆင်မပြေတဲ့အတွက်ကြောင့်၎င်းရဲ့အထက်လူကြီးဖြစ်သူရဲမူလှကျော်ဦးထံမှမကြာခဏငွေကြေးချင်းငားလေးရှိတယ်လို့သိရပါဗျ။ရဲတပ်ချက်မောင်မောင်ဦးက၎င်းရဲ့အသက်16နှစ်အရွယ်သမီးကိုလက်တော်လက်တောင်းရုံးအကူအဖြစ်နဲ့ခိုင်းစေနိုင်ရန် ရဲမှူးလှကျော်ဦးထံမှစိတ်ချလက်ချအနှံထားခဲ့တယ်လို့သိရပါဗျ။ဇွန်လ9ရက်နေ့မှာရဲမှူးလှကျော်ဦးကအသက်မပြည့်သေးတဲ့သမီးငယ်ကိုရဲအရာရှိအိမ်ယာကိုခေါ်ယူပြီးတော့မရင်းကျင့်မှုကျူးလွန်ခဲ့တယ်လို့သိရပါဗျ။အခုလုံမရင်းပြုကျင့်ခဲ့တာဟာ2024ခုနှစ်မတ်လကတည်းကအချိန်ချင်းပြုကျင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရဲမှူးလှကျော်ဦးကအခုလိုမျိုးမရင်းပြုကျင့်မှုကိုတိုင်ကြားပါကမိဘများဖြစ်တဲ့ရဲတက်ချက်မောင်မောင်ဦးတို့ကိုဒုက္ခပေးမယ်လို့သမီးငယ်ကိုချိန်ချောက်ခဲ့ကြောင်းသိရှိရပါဗျ။ရဲမှူးလှကျော်ဦးက၎င်းအလိုရှိသည့်အချိန်တိုင်း မိန်းကလေးငယ်ကိုမရင်းပြုတ်ခြင်းခဲ့တယ်လို့သိရပါတယ်။ဇွန်လ9ရက်နေ့မရင်းပြုတ်ခြင်းပြီးတဲ့နောက်မှာနင့်နာသူမိန်းကလေးငယ်ကမိမကူမှာဒဏ်ရာများရရှိခဲ့တဲ့အတွက်ငိုယိုတိုင်ကြားခဲ့ရာကနေဖုံးမရဖိမရပဲဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စိတ်စစ်ချက်အရာမရင်းပြုတ်ခြင်းခံရတဲ့မိန်းကလေးငယ်ရဲ့မိမကူပုံးပဲ့ဒဏ်ရာများနဲ့လက်နှစ်ဖက်ညိုမဲဆွဲဒဏ်ရာများရရှိထားတယ်လို့သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ကိုသတင်းမပေါက်ကြားစီရနဲ့အ мян ဆုံးဖုံးဖိနိုင်ရန်ညာတွင်ချင်းရဲတရားယုံပြုတ်လုပြီးတော့ရတဖ20အချုပ်မှာမရင်းကျင့်သူရဲမှုလှကြော်ဦးကိုဖမ်းဆီးချုပ်နှောင်အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါဗျ။ပြုကျင့်ခံရတဲ့မြင့်နာသူကလေးငယ်ရဲ့မိသားစုက၎င်းတို့ရဲ့အထက်ရရှိလူကြီးဖြစ်တဲ့အတွက်ကြောင့်ယုံကြည်အနှံထားခဲ့မိရာကနေပြီးတော့အခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကမြင့်နာတဲ့ရဲတပ်ချက်မောင်မောင်ဦးရဲ့မိသားစုကိုလည်းတပ်ပြောင်းရွှေ့ရန်စီစဉ်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ပိုင်းမြို့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကုံမြို့နေရာကိုပေးနေတဲ့စက်သွယ်ရေးလိုင်းတွေနဲ့အင်တာနက်လိုင်းတွေကိုထိုင်းနိုင်ငံဘက်ကထပ်မံဖြတ်တောက်လိုက်ပြီးမြေလုပ်ငန်းလေပတ်မှုတွေကတော့ရှိနေသေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် ကရင်ပြည်နယ်မြောက်ရီမြို့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကိုမြို့နေရာကိုပေးနေတဲ့ဆက်သွယ်ရေးလိုင်းတွေနဲ့အင်တာနက်လိုင်းတွေကိုထိုင်းနိုင်ငံဘက်ကထပ်မံဖြတ်တောက်လိုက်ပြီးမြေလုပ်ငန်းတွေကတော့ဆက်ပြီးတော့လေပတ်မြဲလေပတ်နေသလိုကာစီနိုရုံတွေကိုလည်းထပ်ပြီးတော့စောင့်နေတာကိုတွေ့နေရတယ်လို့ဒေသခံတအုပ်ကပြောပါရယ်ရွှေကုတ်ကိုရဲ့အခြေအနေကဘယ်လိုလဲဆိုတော့အင်တာနက်တွေက2022ခုနှစ်တုန်းကတကြိမ်ဖြတ်ခဲ့တယ်အခုလည်းတကြိမ်ထပ်ပြီးတော့ဖြတ်ထားတယ်ပထမတကြိမ်တုန်းကလည်းတရက်စက်မီးတွေနဲ့အတူအင်တာနက်လိုင်းတွေကိုဖြတ်တယ်အင်တာနက်လိုင်းကလည်းထိုင်းဘက်ကအများကြီးရှိနေတယ် တလိုင်းကတွေဖြတ်ရင်နောက်တလိုင်းပေးတယ်အခုကတော့အစိုးရလိုင်းတွေကတော့အကုန်လုံးကိုဖြတ်ပစ်လိုက်တယ်သူတို့ကတော့မီးစက်တွေမောင်းဆိုလာပြားတွေထောင်ပြီးတော့အလုပ်လုပ်ကြတယ်မီးဖြတ်တော့လည်းအဲ့လိုပဲလုပ်ကြတယ်အခုဆိုရင်ရွှေကုတ်ကိုအပြင်ခိုင်းမြတ်မှာနေဆက်တလျှောက်မှာကာစီနိုယုံတွေကအများကြီးရှိတယ်။ဒီအလုပ်ကြီးကရက်သွားတာမဟုတ်ဘူး။သူတို့ကတော့လဲပတ်မြဲလဲပတ်တယ်။တိုးချက်မြဲတိုးချက်ပြီးလုပ်နေတယ်လို့ပြောဆိုခဲ့ပါတယ်။ခိုင်းဘက်ကအင်တာနက်နဲ့မိုဘိုင်းဖုန်း၊ signal cable line တွေကိုဖြတ်တောက်လိုက်ပြီးဖြစ်ကြောင်းခိုင်းနိုင်ငံက National Broadcasting and Telecommunication Commission အမျိုးသားအတန်လွင့်ဌာနနဲ့ဆက်သွယ်ရေးကော်မရှင်ကမေလ9ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။တခရိုင်ဖွမရမျိုးနယ်မေလမမျိုးနယ်ကနေတဆက်မြန်မာဘက်ကိုပေးထားတဲ့အင်တာနက်ကေဘယ်ဂျိုးလိုင်းပေါင်း69လိုင်းရှိကြောင်းနဲ့အခုလိုဆက်သွယ်ပေးထားတဲ့အင်တာနက်လိုင်းကတာဝန်ရှိသူတွေအနေနဲ့တရားမဝင်ပေးထားတာတွေကို15ရက်အတွင်းအားလုံးဖြတ်တောက်ရမယ်လို့အကြောင်းကြားစာတွေပေးပို့ထားကြောင်းအမျိုးသားအတန်လွင့်ဌာနနဲ့ဆက်သွယ်ရေးကော်မရှင်ဌာနကပြောကြားထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာပြည်မှာအင်တာနက်သုံးဆွဲနိုင်တဲ့အခြေအနေတွေကိုစောင့်ကြည့်လေ့လာတဲ့အရက်ပတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့မြန်မာအင်တာနက်စီမံကိန်းကကောက်ယူထားတဲ့အချက်အလက်တွေအရ2024ခုနှစ်မေလကုန်အထိစစ်ကောင်စီကမြန်မာနိုင်ငံအနှံ့ပြားမှာအင်တာနက်ဖြတ်တောက်ထားတဲ့နေရာတွေဟာ296ခုအထိရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အဲ့ဒီထဲမှာသခိုင်းတိုင်းကအင်တာနက်ဖြတ်ခါရတဲ့နေရာမှာအများဆုံးဖြစ်ပြီးတော့ဒုတိယအများဆုံးကတော့ကချင်ပြည်နယ်နဲ့တတိယအများဆုံးကတော့ချင်းပြည်နယ်ဖြစ်တယ်လို့သိရပါတယ်။တိုင်းနယ်ပြည်နယ်၁၄ခုမှာအင်တာနက်ဖြတ်ခါရတဲ့နေရာတွေရှိပြီးတော့စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာတော့အင်တာနက်ဖြတ်ထားတဲ့နေရာမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။